ကွန်ဆောင်ချိန်မှာရေမွာရေများလို့ရှင်ဘလိုဝေဒနာတွေခံစားရပါသလဲကွန်အရွယ်အစားကြီးလွန်ခြင်းခလေးတအားလှုပ်ခြင်းမိခင်အစာမကြေခြင်းမောခြင်းခလေးကိုဆမ်းရတွင်ဆမ်းမရတတ်ခြင်းခလေးနှလုံးခုန်တန်းအလွယ်တကူမကြားနိုင်ခြင်းခလေးအနေထားမမှန်ခြင်းဝမ်ပိုက်နှင့်မိမ့်မကိုတခါတရံရောင်ရမ်းနေတတ်ခြင်းဒီလက္ခဏာတွေဖြစ်နေမယ်ဆိုလို့ရှင်တော့ကွန်ဆောင်ချိန်မှာရေမွာရေ များတဲ့ဆိုတဲ့လက္ခဏာခံစားရပြီးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အမြန်ဆုံးဆရာဝန်စီမှာတွားရောက်ပြီးတော့ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်မူလေးစီမှာကုံဆောင်နှုတ်မှုအာရဖြစ်ဆက်စာနှုတ်မှုနှုတ်တိုက်ချိန်မှာလည်းတောက်လို့ရတယ်ကုံဆောင်ချိန်မှာလည်းတောက်လို့ရတယ်တောက်ပွေးချင်းအပြင်ကလေးညာရင်ထက်မြက်စီတဲ့ကလေးရောအမေရောကျမ်းမစီပါတယ်အဲတိချနာရှင်ကိုမမထပ်ပြီးတော့မှန်သွားပေးလို့ရပါတယ်ကုံဆောင်အာရဖြစ်ဆက်စာနှုတ်မှုလိုချင်တယ်ဆိုလို့ရှိရင်မူလေးရဲ့ TTCB ပေး Facebook CB စသဖြင့် အဆင်ပြေတဲ့နေရာဘိုက်ဘာအနေနဲ့လာရောက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်